ုစိန်ဘီလာအပြင်မှာအသင့်ဆောင်နေသောလူနှစ်ယောက်အခန်းထဲကိုဝင်လာပါတယ်။မင်းတို့နှစ်ယောက်အခုပဲလမ်းမတော်ကက်ကိုသွားဌာနအုပ်ကိုအုံးဖေကိုပြောငါကလွတ်လိုက်တယ်လို့အခုပဲပလိတ်သားတယောက်ကိုပုံနာပါထုံးအိမ်ကိုလွတ်ပြီးမက်စတီခန့်ကသူ့ကိုတွေ့ချင်နေတယ်ချက်ချင်းအိမ်ကိုလာခဲ့ပါလို့သွားပြောခိုင်းလိုက်။ဟူစိန်ပိုင်နဲ့ဘီလာတို့ထွက်သွားပြီးတဲ့နောက်မက်စတီခန့်ကမတ်တက်ရလိုက်ပါတယ်။သူ့ရဲ့ထဲကရူဘီငွေတစ်လိပ်ထွက်လာပါတယ်။ မာမွေရဲ့တရင်မော်ကိုငွေလိတ်ချပေးလိုက်ပါတယ်ခရနရင်ဟူစိန်ဘိုင်းပြန်လာလိုက်မယ်လိုရာရှိရင်သူ့ကိုပြောမင်းလဲနေတော့မင်းနယ်မြေအတွက်စိတ်မပူနဲ့ဟူစိန်ဘိုင်းကခဏကင်ထားပေးလိုက်မယ်မင်းလူတွေကိုလည်းပြောအဲ့ဒါပြောပြလိုက်ငါပြန်မယ်မာမွေအခုလောလောဆယ်မင်းကိုလို့တဲ့တရားခံကိုငါရှာပြီးစီရင်ပေးမယ်ဟုတ်ပြီလားဆလမ်မာလီကွန်မာမွေမမကဆလမ်ပြန်ပြီးပြီချိန်မှာ မနက်စီခန်းကအခန်းထဲကထွက်ခွာသွားပြီဖြစ်ပါတယ်။မမုတ်ပိုင်ကိုကျုပ်ကဒီလိုလုပ်เสียရလားဘိုင်။အဘိုင်နဲ့ကျုပ်နဲ့အဲမှာဒီလိုတန်ဖိုးရည်ထားတယ်နော်။အဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးအဘိုင်။ဒီမဲ့မမုတ်ကငါ့ကိုတေချာပြောသွားတယ်။အဲ့ဒီလုပ်တဲ့ကောင်းတွေက လမ်းမတော်သားဂရိကောလို့သူကိုပြောသွားတယ်တဲ့။မင်းကလမ်းမတော်ရဲ့ Godfather ဆိုကွ။မင်းအပိုင်တဲကလေလမ်းမတော်မှာနောက်ပေါ်လူမိုက်တွေအများကြီးပေါ်နေတယ်အဘိုင်။ကြည့်မနေဘက်က ကြက်ကြားတို့လည်းအခုတလုံးအင်အားကောင်းနေတယ်။နောက်ပြီးမင်းဆာခိုင်းသားတွေရောဂျားတွေကကျုပ်ကိုကြောက်တော့မဖြစ်နိုင်ဘူးလား။မင်းစကားကိုဒီမှာရထားလိုက်ရင်ကောင်းမယ်ပုံနာပါတော့။မမဆာနဲ့ငါတို့ကအရှိပိုင်းသားညီကိုတွေကွာ။ငါညီကဘာကိစ္စနဲ့မှမမုတ်ကိုလှုပ်စီအကြောင်းမရှိဘူး။ငါညီလူတွေနဲ့ငါလူတွေကတသွေးတဲ့တသားတွေပဲ။အေးမင်းတို့အနောက်ပိုင်းသားတွေကသာအပိုင်းကိုကျုပ်ကူးကွယ်နေတဲ့ယာမနဖျားနဲ့တိုင်တယ်ပြီးချိန်ဆိုပါတယ်။ မမပိုင်ကိစ္စကျုပ်ဘာမှမဆိုင်ပါဘူးကျုပ်နဲ့ဘာမှမဆိုင်ပါဘူးအေးဟုတ်ပြီငါအခုလောလောဆယ်တော့ယုံထားပေးလိုက်မယ်ဘာထောဒါပေမဲ့ဒီကိစ္စမင်းလူတွေလက်ချက်မဟုတ်ဘူးဆိုရင်ဘယ်သူလုပ်တယ်လဲဆိုတာမင်းသိအောင်လုပ်ပေးရမယ်ပြီးရင်အဲ့ဒီကောင်ကိုငါကိုယ်တိုင်အရေးကောနှွားမယ်ဘုနာဘာတော့ကဟမ်မဆောင်နိုင်မဲပြုံးလိုက်ပါလေဒါကခမည်းကိစ္စလေးအပိုင်းကျုပ်လူတွေမဟုတ်ဘူးဆိုတာကျုပ်အာမခံနေပြီပဲ တရခံစုံစမ်းခိုင်တာကတော့ခမရမလုံနိုင်ရင်ဂတ်တိုင်နေဗျာပလိတ်တွေလုံမှာပေါ့ဟာဟာပုံနာပါတော့ရဲ့လောင်မျိုးနဲ့ခနဲ့စကားကြောင့်မက်ဆီကန်မျိုးလုံးတွေကတဲမှမှုအေးရန်တို့ပေါ်လာပါတယ်အေးပါပုံနာဒီနေ့ပြောခဲ့တဲ့မင်းစကားမင်းမှတ်ထားပါအဲ့ဒီစကားအတွက်မင်းတစ်ခုခုပြန်ပေးရလိမ့်မယ် ပထမကဘာစီကြီးပြီးကာသရန်ကုန်ဟာလူဦးရေပိုမိုထူထက်တိတ်သေးလာပါလေပထမကဘာစီကြီးမဖြစ်ပွားခင်ကရန်ကုန်မြို့ရဲ့လူဦးရေသုံးပုံနှစ်ပုံမှာကလားနယ်တရုတ်လူမျိုးများပင်ဖြစ်ပြီးဒေသခံမှာလူမျိုးကလူနည်းစုဖြစ်နေပါလေ